မောင်ပြင်းနဲ့တမှုဇ္ဇတောင်ဖလူဓမ္မဝိဟာရကမ္မထမ်းတိုက်ဒီမိုးရဲမှာကျွန်မဝကနေလွတ်ကြပါစေဆိုတဲ့အတွေ့လေးပေါ့ဘုရားရှင်သာသနာကဝိမု ക്തി ရတ္တဆိုတဲ့လွတ်မြောက်မှုချမ်းသာကိုပေးမှာပေါ့ အဲ့ဒီဝိမု ക്തി ချမ်းသာဖေးတဲ့ထိသာသနာကြီးညိုမိခုနေကြပြီမဲ့ဂျွန်ဘဝကနေမလွတ်နိုင်ကြသေးဘူးကိုကိုကိုဂျွန်ဖြစ်နေမှန်းတော့မသိကြဘူးဝိပါကဂျွန်ကာမဂျွန်သူဂျွန်ခိလေတာဂျွန်ဘဝမှလွတ်လို့ကဖြတ်ကျအစွဲမိစ္ဆာဝိပါကဂျွန်ရဲ့ ကာမကျွန်ရဲ့ကိလေသာကျွန်ရဲ့တချို့ကတော့ကိုယ့်ကိုယ်ကိုကျွန်ဖြစ်နေမှမသိကြဘူးကျွန်ဖြစ်နေမှမသိတာနဲ့ပဲကျွန်အချင်းချင်းမှန်ထင်းနေကြမဖြစ်တယ်မလို့ဒါဆိုရင်ဘာတွေဘာကျွန်ဖြစ်နေတာလဲဝိပါကကျွန်ဦးဇင်းတို့ရဲ့ကျွန် နာမင်းတို့ရဲ့ကျွန်းသေမင်းတို့ရဲ့ကျွန်းကိုရထားတဲ့ခန္ဓာတနေ့ကြတော့ဒီလမ်းကိုလျှောက်ကြရမယ်ပြူရာကနေဥမာပေါ့မာယာကနေနာလာတဲ့အခါအရှင်မြတ်တပါးကနာဟန္တာတောနာဟန္တာဆိုဖတ်တော်တူရှံနာဟံဘုဆေမိတာမိတာ တံယေဝဘုဇင်တို့ခြိရန်စံစာရိစံစရိင္အဟံတင့်ရဲ့တင့်အတွက်ကိုငါကြွန်ခံပြုစုလှုပ်ကြွေးခြင်းနဲ့တန်တရာမှာငါကျင်လည်ခဲ့ရတာကြာပြီဒီကနေ့မှာတင့်ရဲ့ကြွန်အဖြစ်ငါအခိုင်းမခံတော့ဘူးတင့်ရဲ့ကြွန်အဖြစ်ကနေတင့်ရဲ့အစေခံအဖြစ်ကနေငါ လွတ်အောင်ရုံးမယ်ဆိုပြီးတော့သူရဲ့ခန္ဓာဝေဒနာတွေဖြစ်နေတဲ့ကြားတဲ့ကဝိပဿနာပညာရအောင်သူစူးစမ်းပြီးတော့သူပြောသွားတဲ့စကားလေးပါဒါဆိုရင်ခန္ဓာရတဲ့လူတိုင်းဟာခန္ဓာရဲ့ဂျုံပေါ့အိုမင်းနာမင်းသိခြင်းတို့ရဲ့ဂျုံပေါ့နောက်တစ်ခုကကာမတို့ရဲ့ဂျုံတဲ့ ဘဝတစ်ခုရလာပြီဆိုရင်တော့ပရိယေတနတို့ဖွေရှာကြရမှာပဲခန္ဓာအတွက်တို့အမျိုးမျိုးပေါ့မင်းခစားလုပ်ပြီးတော့မင်းတို့ရဲ့စေကျွန်းတထေးတွေစီမှာကျွန်းခန်းအလောရှင်တွေစီမှာကျွန်းခန်းတန်းတယ်လို့ကျွန်းခန်းပြီးတော့မင်းစေကျွန်းတထေးစေကျွန်းအိမ်စေကျွန်း အဲ့ဒီလိုကျွန်မဝတွေနဲ့ရှင်သင်နေကြရတာဟာဒီဘဝရှိတဲ့သူတိုင်းကျွန်ခံနေရတာပဲတသမီးရဲ့ကျွန်ဇနီးမယားလင်သားရဲ့ကျွန်ကျွန်ဖြစ်မှန်းမသိဖြစ်နေကြတာပေါ့အဲ့ဒီကျွန်ဘဝမှာပြောနေမယ်ဆိုရင်လေဒါမတတ်နိုင်ဘူးလေဒါသိဖို့ပြောပြတာပါ နောက်တစ်ခုကဥနောလောကတဲ့အတိတ်တော်တဏှာဓာတော်တဲ့ဥနောလောကအတိတ်တော်တဏှာသာဆိုရတ္ထပါဠိအရှင်မြတ်ကပြောတဲ့စကားလောကကြီးဟာမြဲတမ်းလိုနေတဲ့အတွက်ကြောင့်တဏှာဆိုတဲ့ကိလေသာတို့ရဲ့ကျွန်းလောဘတို့ရဲ့ကျွန်း သောတာတို့ရဲ့ကြောင့်မာနမိစ္ဆာအိတ်တာမေစရိယတို့ရဲ့ကြောင့်ဒါဆိုရင်အလုံးဟာကျွန်နေပါလေဒါဆိုရင်ကိုကိုကိုကျွန်မှန်တိတဲ့နေဟာကျွန်ဘဝကနေထွက်မြောက်တဲ့လမ်းစာကိုရတဲ့နေပဲ အဲ့ဒါဆိုရင်သာသနာရဲ့အလင်းရောင် သာသနာရဲ့အဆုံးအမနဲ့ကိုယ်ကိုယ်ကိုပြန်ကြည့်လိုက်ပါငါဟာဘယ်လိုချုံမျိုးလဲဒီချုံဘဝကနေလွတ်မြောက်ငါဘယ်လိုယုံထွက်မလဲဆိုတာကိုယ့်ရဲ့ခန္ဓာကို အမှန်အတိုင်းသိနိုင်အောင်တတိပဋ္ဌာန်နဲ့ဝိပဿနာဉာဏ်နဲ့ရှုကြည့်လိုက်တဲ့အခါမှာဩငါရဲ့ခန္ဓာအာယတိရထားတဲ့ခန္ဓာစီမှတို့ ရှုကြည့်လိုက်ရင်တော့အဋ္ဌိတရားနဲ့အဋ္ဌိတရားယုတ်တရားနဲ့နန္တရားပါလားငါဆိုတဲ့ဒီအစွဲဟာတကယ်ဆိုမရှိပါလားတကယ်ရှိတာကအဋ္ဌိနဲ့အဋ္ဌိယုတ်တရားနဲ့နန္တရားအဲ့ဒီယုတ်တရားနဲ့နန္တရားတွေကလည်းခဏမဆဲဖြစ်ပြီးဖြစ်မြဲဒုက္ခတွေမို့လို့ ဒီဖြစ်ပြနေတဲ့ဒီခန္ဓာကြီးဟာလည်းငါမဟုတ်ပါလားဒီဖြစ်ပြနေတဲ့သဘောတရားတွေထဲမှာအနှစ်အသာဘာမှမပါတဲ့အတွက်ကြောင့်ဒုက္ခသစ္စာပေါ့ဒီဒုက္ခသစ္စာဟာငါဟာလည်းမဟုတ်ငါလည်းမဟုတ်ငါအတ္တမဟုတ်လို့ဒီခန္ဓာကြီးကိုငါအတ္တမဟုတ်လို့ငါဆိုတဲ့အစွဲခွာလိုက်တာနဲ့ဒိဋ္ဌိကြုံကနေ လွန်မြောက်ပြီးတော့လောဘမာနဒေါသတို့ရဲ့ကိလေသာဆိုတဲ့ကျွန်းအဖြစ်ကနေ တဖြည်းဖြည်းလွန်မြောက်နိုင်ကြမှာပါဝိပါကကျွန်းကာမကျွန်းသူကျွန်းကိလေသာကျွန်းဘဝကလွတ်လွတ်ကဖြတ်ကြအစွဲမိတ်စာတတိပဌံဝိပဿနာဉာဏ်နဲ့ကိုယ့်ရဲ့ခန္ဓာကိုမှန်တန်ရှုပြီးတော့ ယုံ nant ခန္ဓာသာရှိတယ်ငါဆိုတာမရှိဘူးဖြစ်ခြင်းပြည့်ခြင်းဒုက္ခသာရှိတယ်ငါဆိုတာအတ္တဆိုတာမရှိဘူးလို့ငါဆိုတဲ့ကိလေသာကနေလွတ်တံတဲ့ကာမကြုံကနေမကောင်းတဲ့အကုသိုလ်ကြုံကနေတို့လွတ်မြောက်နိုင်လာမယ်အဲ့ဒီမကောင်းတဲ့ကာမဝတ်ကြုံကနေလွတ်မြောက်လာတာနဲ့ဝိပါကအပယ်လေးပါကြုံဘဝကနေတဖြည်းဖြည်းချင်း လွမြောက်လာမှာမို့လို့ဝိမုတ္တခင်မှာဝိမု ക്തി ခင်မှာဒီတတိပဋ္ဌာန်ဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်ပြီးတော့အလုံးမဲ့ကြုံမဝကနေလွမြောက်နိုင်ပါစေ။